တမရရှိမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေးပါ23ရက်6လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းမတင်ခင်ဒါဒီနေ့ကျွန်တော်ကတော့ဥကိုခံယူထားတော့ဒီနေ့ကကျွန်တော်ရဲ့ဒါနှစ်ပတ်လည်နေပေါ့နော်နှစ်ပတ်လည်နေလေးပါနော်ကျွန်တော်တို့ကဒါဂုံယူရမယ်နေလေးတစ်နေ့လို့ကျွန်တော်တော့ခံယူထားပါတယ်ဒါဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဒီ23ရက်6လ2024ရက်နေ့စတင်ပြီးတော့ဒါဒီလိုမျိုးလေးတွေကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီပြီးတော့ရက်တည်ခဲ့တာဒီနေ့ဆိုရင်တနှစ်ပြည့်ခဲ့ပါပြီเนาะဒီနေ့ဆိုရင်တနှစ်ပြည့်ခဲ့ပါပြီအဲ့တော့ ဒါလေးကတော့ကျွန်တော်ရဲ့ဒါရက်တိမှုတစ်ခုကိုပြောပြတာပါနောက်တစ်ခုကတော့ဒါဒီအကောက်ကလောလောဆယ်ပါဒါအနီးပြထားတယ်အနီးပြထားတယ်မကြခင်တော့ကျွန်တော်ကျွန်တော်အထင်တော့ပေါ့နော်နောက်တပတ်တပတ်လောက်နေတပတ်တောင်ကြာချင်မှကြာမှာပါနော်ဖြတ်ချခံတော့မယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့အကယ်၍ဒီအကောက်ကဖြတ်ချခံနေဆိုလို့ရှိရင်နောက်တစ်ကောက်ဒီလွားဝေဆိုတဲ့အရန်ကောက်မှာကျွန်တော်ဆက်လက်အလုပ်လုပ်ဆောင်သွားမှာပါဆက်လက်လှုပ်လှုပ်ဆောင်သွားမှာပါဒါလေးလည်းကျွန်တော်ပြောပြပြသူတွေသိအောင်ကျွန်တော်ချက်ပြပေးခဲ့ပါတယ်ဒီမှာလည်းကျွန်တော်တင်ပေးထားပါတယ်เนาะတင်ပေးထားပါတယ် မိုးတွေကရမ်းရွာတယ်ဒါဒီယာတီကဒါယာတီဥရုမိုးရွာတယ်ယာတီဖြစ်တဲ့အတွက်ကျွန်တော်မြို့ကပြည်သူတွေဟိုမိုးမိမခံပါနဲ့เนาะအေးပတ်မယ်ဖြားမယ်ဒါကြမှာအေးကိုအထူးပြုဆိုင်ပါပြီးရင်ဒီမိုးတာချိန်နေတယ်မိုးကြိုးတွေပြစ်နေတယ်ဆိုလို့ရှိရင်ဒါဖုန်းကိုလုံးဝမတုံးပါနဲ့เนาะအိမ်ဒီမှာရှိတဲ့ဒါလျှက်စင်ပြီးမှန်သမျှ main နေချထားပါဒါကျွန်တော်မြို့ကပြည်သူတွေအတွက်ကိုဒါစိတ်ပူလို့ပြောပြတာပါအဲ့တော့တဲ့အနေနဲ့စရမယ်ဆိုလို့ရှိရင်တော့เนาะငဇွဲပေါ့ငဇွဲနဲ့ပဲစမယ်အဲ့တော့ငဇွဲကတော့လောလောဆယ် မလကီယာကြွားသွားပြီဒါပေမဲ့သူ့အလောင်းကိုနုမတိသူမတိတကြူတာကအန်ယူဂျီရဲ့လောက်ရက်ကမှန်ရလားလို့မိကွန်းလေးတွေထုတ်လိုက်ပြရစီနော်ဘာလို့လဲဆိုတော့ငါဇွဲဆိုတာကဒါနော်ဒီအကြမ်းဖက်အကြမ်းဖက်ဖို့အတွက်ကိုလှုပ်ဆောင်မှုမှာ तू ကကောင်းကောင်းကြီးဆယ်လီတောက်ဖြစ်ခဲ့တယ်နော် TikTok မှာဒါ TikTok YouTube စတဲ့နော်ဟို Facebook လူမှုကွန်တက်မှန်သမျှနော် तू ကောင်းကောင်းကြီးအလုပ်လုပ်ပြနိုင်ခဲ့တယ်ဒါအန်ယူဂျီအတွက်လုံးဝ ဟိုကောင်းတဲ့အရာတစ်ခုထဲမှာတော့ပါတာပေါ့နော်ဒါအကြမ်းဖက်အန်ယူဂျီတွက်ကဒါကောင်းတဲ့အရာတစ်ခုထဲမှာပါတယ်ဒါပေမဲ့သူတည်တဲ့အချိန်မှာတော့လူမသိသူမသိနော်ခွေးစာကြွေးလိုက်သလားနွားစာကြွေးလိုက်သလားတော့မသိဘူးဘုံငဇွဲရဲ့တည်ခြင်းတရားကိုဖြောက်ထားတယ်အလောင်းကိုဖြောက်ထားတယ်အဲ့တော့ဘုံငဇဲတည်ရသည်နော်ကျွန်တော်အထင်တော့ဆာလာရေးထုံးနဲ့လွှတ်ပြခလိုက်ရတယ်ထင်ပါတယ်ဆာလာရေးထုံးနဲ့လွှတ်ပြခလိုက်ရတယ်ထင်ပါတယ်နော်လောတဲ့ဒါဘုံငဇဲငဇွဲငဇွဲရဲ့ဒီအလောင်းနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ဘာမှနော်လူသိရှင်ကြားတကြတာမရှိပါဘူးနော်အဲ့တော့ဘာထုတ်ပြန်လာလဲဆိုရဲဒီ KRPDF အနေနဲ့သူတို့ထုတ်ပြန်လာတဲ့စာတောင်ရှိတယ်ဒါကတော့သူတို့အချင်းချင်းပဲစာတောင်ထွက်လာတာပါဒါကတော့ဒါဘုန်းနဂါရဲ့နာရေးကိုသူတို့အနေနဲ့အကြီးကြီးကျယ်လှုပ်ပေးဖို့အစီအစဉ်မရှိဘူးမရှိဘူးဘာလို့လဲဆိုလို့ရှိရင်ဒီလိုလှုပ်လို့ရှိရင်တက်မတော်ကဒီလိုလာပြီးတော့ဘုံကျဲရင်နောက်ထပ်အသေးဆုံးနဲ့တိမဲ့ကောင်လေးညားမှာဆိုလို့ဒါသူတို့အနေနဲ့ပြောထားတယ်ရှိပါတယ်နော် အဲ့ဆိုလို့ရှိရဲဒါအကြမ်းဖက် PDF တွေအနေနဲ့မြန်မာရသည်မီမြန်မာရသည်မီမင်းတို့အသက်ပေးတာထက်ကိုဘုံငဇွဲကကောင်းကောင်းကြီးလှုပ်ပြနိုင်ခဲ့တယ်။ကောင်းကောင်းကြီးလှုပ်ပြနိုင်ခဲ့တယ်။ဒါ NUG အတွက်ဒါအကောင်းဆုံးလူတယောက်လူတော်ပြောလို့ရတဲ့ဆင်းနေမှာဝင်တဲ့လူတော်မှလူမသိသူမသိတကြိုခံရတာ။မင်းတို့သိလို့ရှိရဲ့ဘလို့တကြိုခံရမလဲဆိုလို့ရှိရင်တော့ကိုယ့်ဘာသာကိုစဉ်းစားပါ။နော်။လက်ရှိမြန်မာနိုင်ငံမှာစာရာအိတ်တွေပေါ်ပါတယ်။နော်စာရာအိတ်တွေပေါ်ပါတယ်။ အဲ့ဆာလာအိတ်ကုမ္ပဏီပိုင်ရှင်တွေကမင်းတို့ရန်ကျေးဇူးတင်တာရန်ကျေးဇူးတင်တာဘာလို့လဲသိလားဘာလို့လဲဆိုတော့မင်းတို့ဒီအကြမ်းဖက် PDF တွေအနေနဲ့တော့တော်တော်များများအကြမ်းဖက် PDF တွေအနေနဲ့သွားလျာရရမှာဆာလာအိတ်လုံးတွေပါတယ်လူတယောက်မှာဆာလာအိတ်လုံးပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူတို့ဒီတိုက်ပွဲမှာတာကြခဲ့တယ်တိုက်ဟိုတိုက်ကြတယ်ဆိုလို့ရှိရင်နည်းနည်းနာမည်ကောင်းရနေအောင်မှာအသေးဆုံးနဲ့သေးရင်နော်အသေးဆုံးနဲ့သေးလို့ရှိရင်ဒီကောင်နဲ့အဲ့လောင်းကိုမရမကဆွတ်ထုတ်တယ်မရမကဆွတ်ထုတ်တယ်အတက်နိုင်သုံးတော့သူတို့ရအောင်ဆွတ်ထုတ်တယ်အဲ့လိုထုတ်ပြီးသွားမှသေးတယ်ဆိုရင် စာလိုက်ဟဲနော်ကိုပိုင်းလက်ပိုင်းခြေပိုင်းအကုန်ဖြတ်ပြီးတော့စာလိုက်မှာကျိုးချီပြီးတော့တွေးခဲ့တဲ့နေရာမှာလွတ်ပြစ်ခဲ့တာပါနော်လွတ်ပြစ်ခဲ့တာပါအဲ့တော့ဒါကြောင့်မလို့စာလိုက်ကမြန်မာနိုင်ငံမှာတော်တော်ရောင်းကောင်းဆုံးပဲနော်မြန်မာနိုင်ငံမှာစာလိုက်ကတော်တော်ရောင်းကောင်းပါတယ်ဒါဆက်ဆက်ပြီးပြောပြတာပါနော်ဆက်ဆက်ပြီးပြောပြတာပါလက်ရှိမင်းတို့အနေနဲ့အမြင်မှန်ရသည်မေဆိုတာဘာလို့လဲဆိုလို့ရှိရင်လက်ရှိဒါဟာငါးကောင်နော်ဟာငါးကောင်ရှိတယ်ကိုပေါက်ရှိတယ်ပြီးလို့ရှိရင်ဟိုကောင်ကြာကူလီကောင်ရှိတယ်တော်တော်များများအများကြီးပါနော်ဒီတိုက်ပွဲမှာတော့မြေပြင်မှာငါတို့အတူတူတိုက်ပွဲဝင်ကြမယ်ဆိုပြီးတော့ကျတော့ ကျွေးကြော်ပြီးတော့နောက်ဆုံးကိုသိမှလည်းသိရောကြည်လွေရမြေကို ထွက်ပြေးသွားကြတယ်ထွက်ပြေးသွားကြတယ်เนาะအဲ့တော့ဟာငါးကောင်ဆိုလည်းကြည်ကြည်လိုက်ပါเนาะတကောင်သေးတာနဲ့ကျန်တဲ့၄ကောင်ကလက်နဲ့မကင်တော့ဘူးလက်နဲ့မကင်တော့ဘူးအဲ့ကောင်နေเนาะဟိုထောက်ပို့လိုလိုဟိုပို့တော်တော်ယူဒူဒူဟိုယူဒူဒူပို့တော်တော်ဟိုဟာလေဟိုဗီဒီယိုတွေရိုက်တလိုလိုဟိုရောင်ရောင်ဒီရောင်ရောင်လုပ်နေတာပါเนาะမြန်မာနိုင်ငံထဲဦးလေဒီကောင်နေပြန်မလာရဲတော့ဘူးပြန်မလာရဲတော့ဘူးအဲ့တော့မင်းတို့တွေလည်း အမြင်မှန်ရတဲ့မှာပြီเนาะအမြင်မှန်ရတဲ့မှာပြီဒါတော့ဘူငဇွဲနဲ့ပတ်သက်ပြီးပြပြတာပါနောက်တစ်ခါတော့ဒါဘူစွမ်းပေါ့เนาะဘူစွမ်းတော့ဘူစွမ်းအထူးသတိထားပါလို့ပဲကျွန်တော်ကမြစ်တာလက်ဆောင်ပတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ NUG နေနေကသူတို့အမှန်တရားကိုမလိုလားဘူးအမှန်တရားကိုသူတို့ကြိုက်တယ်လို့မဟုတ်ဘူးအဲ့တော့ပလဲဖြစ်တဲ့ပတ်သက်ပြီးတော့ဒါဘူငဇွဲဟိုဘူငဇွဲတော့ဖြစ်တာ sorry ဘူဘူစွမ်းကတင်ထားတာရှိတယ်အမှန်တရားကိုချင်းမြတ်လို့ပါဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာเนาะလေရင်ပြက်ကြတာဒီတော့သူပြက်ကြတာပေါ့မြေသိအဖွဲ့ဒီမှာပြက်ခတ်မှုမရှိဘူးဆိုပြီးတော့ဒါသူ့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့တယ် ဒါနဲ့ပတ်သက်ပြီးတော့ဒါအကြံပတ်အနေယူကြီးနဲ့ဒါအကြံပတ် PDF တွေအနေနဲ့ကဟိုဘိုးစွမ်းကိုလှုပ်ဖို့အတွက်ကိုခွေးချောင်းချောင်းနေပါပြီ။နော်ခွေးချောင်းချောင်းနေပါပြီ။အဲ့တော့မင်းတို့အချင်းချင်းကြိုက်တာနဲ့မင်းအသေးဆိုးနဲ့သေပါလိမ့်မယ်။အဲ့တော့မြေတားလက်ဆောင်ပါကျင်တာကဖះတရားလေးလှုပ်ပါ။နော်ဖះတရားလေးလှုပ်ပါ။အဲ့တော့တက်ကတက်လို့မသေးပဲနဲ့မင်းတို့အချင်းချင်းတက်လို့သေပါဖြစ်တဲ့အတွက်နော်။အဲ့တော့မင်းရဲ့နောက်မှာမင်းတို့တတ်မဲ့ကောင်တွေစောင့်နေတယ်ဆိုတော့ဘယ်တော့မှမမေ့ပါနဲ့လို့ ကျွန်တော်ဒီကနေပြီးတော့ဒါကိုစွန်းနော်ကိုစွန်းအမှန်တရားကိုချစ်မြတ်နိုးသူဆိုတဲ့ဒါ NUG လောက်ခံအကြံပတ် PDF ရဲ့နော်ဒါခေါင်းဆောင်ထဲမှာတယောက်ပါမှာပေါ့နော်သူ့ကိုမြေတားလက်ဆောင်စကားပါလိုက်ပါတယ်နော်နောက်တစ်ခါတော့ဒါဗမောနော်ဗမောချင်းနဲ့ပတ်သက်ပြီးတော့ဒါတက်မတော်ကအရန်ကိုကောင်းနေပြီကောင်းနေပြီတော့ KIA အနေနဲ့ကဒါအပြစ်ခက်ရစေးကြီးဟိုဆွင်းနှွေးမယ်တွေပါလိလုံနေတယ်လုံနေတယ်နော်လုံးဝတက်မတော်ကအမုံကျိတ်နေပြီနော်အဲ့တော့ KIA ကမျိုးတုံးမောက်ရမှာမျိုးတုံးမောက်ရမှာအဲ့တော့ KIA မျိုးတုံးမဆိုတာကကျွန်တော်ပြောတာကချင်လူမျိုးတွေအားလုံးကိုပြောတာမဟုတ်ဘူးဒါအကြမ်းဖက် KIA ဆိုတာမြန်မာနိုင်ငံမှာမရှိတော့အောင်ကိုအမုံကျိတ်ပြရမှာအမုံကျိတ်ပြရမှာအဲ့တော့လက်ရှိ KIA အနေနဲ့ဗမောကနေပြန်ဆုတ်နေပြီဗမောကနေပြန်ဆုတ်နေပြီအဲ့တော့ဖကတ်မှာလည်းသူကဒီလက်လွတ်လိုက်ရတာဖြစ်တဲ့အတွက်နော်ကျန်တဲ့နေရာတွေကနေပြီးတော့ဒါဘယ်နေရာမှာဥတည်ပြီးတော့ဘယ်နေရာကိုစစ်ပုံဖော်မလဲတော့မသိသေးဘူးလက်ရှိဒါဗမောဗမောဘက်မှာဒါ KIA အနေနဲ့ပြန်ဆုတ်နေတယ်ဒါပေမဲ့တိုက်ပွဲတွေကတော့ပြင်းထန်နေဆဲပါနော် ါတော့ဒါပမောချင်းနဲ့ပတ်သက်ပြီးပြောပြတာပါနောက်ခုဒါရခိုင်နော်ရခိုင်မှာလည်းဆက်လက်ပြီးတော့ဒါတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါထိုးစစ်တွေဆက်လက်လှုပ်ဆောင်နေပါတယ်နော်ပြီးရင်ဒါသုံးမန်းနေအနေနဲ့တော့နော်သုံးမန်းနေအနေနဲ့တော့ဒါအေအနေနဲ့ပြန်လွှတ်ပေးတာတွေရှိတယ်လို့ကျွန်တော်တို့သတင်းရပါတယ်ဒါပေမဲ့နေ့စဉ်ရက်ဆက်တော့မဟုတ်ပါဘူးနော်နေ့စဉ်ရက်ဆက်တော့မဟုတ်ပါဘူးဒါလေးလည်းကျွန်တော်ထည့်ပြောပေးခဲ့ပါတယ်နောက်တစ်ခါတော့ဒါ TLA နော် TLA နဲ့ဒါ Jump Back PDF တို့စိန်ဝန်ကွဲနေကြတယ်ဒါစိန်ဝန်ကွဲမှုအလျောက်ဒါပြက်ခတ်မှုတွေပါ ရှိလာတဲ့အနိုင်ကျင့်ဘူကြတာတွေလှုပ်လာတဲ့အတွက်ဒါအကြံပတ် PDF တွေအနေနဲ့တလေရဲ့နော်ဟိုနိုင်တဲ့စီးနှင်းလုံးမှုအပေါ်မှာမခံမရနိုင်ဖြစ်ပြီးတော့ဒါတိုက်ပွဲတွေဖြစ်နေတာရှိတယ်။ပြီးရင်ဒါတက်မတော်ကဒီနောင်ချိုးကိုအလုံးစုံပြန်သိမ်းနိုင်ရေးအတွက်ကိုဆက်လက်ပြီးတော့ထိုးသည်တွေဆင်နေတယ်။အဲ့တော့ပလောင်မာလေးတွေပြောတဲ့စကားရှိပါတယ်။အဲ့ဒါဗာလဲဆိုရင်၃ရက်တကုန်မောင်လာ လုံးတော့ကျမတို့ပြေးရပြီပေါ့တဲ့။နော်ကျမတို့ပြေးရပြီပေါ့တဲ့။အဲ့တော့၃ရက်ဆိုရင် တမတော်ကစကန်ကုန်းတစ်ခုတင်ပြီးပါပြီနော်3ရက်ဆိုတာနဲ့စကန်ကုန်းတစ်ခုတင်ပြီးပါပြီဒါတမတော်ရဲ့လက်ရှိအောင်ပွဲတွေနဲ့ပတ်သက်ပြီးပြောပြတာပါဆက်လက်ပြီးတော့လည်းဒါနောက်ထပ်အောင်ပွဲတွေရနေတဲ့နေရာတွေရှိပါတယ်ပြည်ဒီရှမ်းတော်ဟိုရှမ်းပြည်နယ်တောင်ပိုင်းမှာလည်းဒါအောင်ပွဲတွေဆက်လက်ရရှိနေဆဲပါနော်ဒီအကြံဘက်ပီရီယက်တွေအနေနဲ့ဘဝမျိုးတုံးတော့မယ်ဘဝမျိုးတုံးတော့မယ်နော်ဒါလေးလေကျွန်တော်ထည့်ပြောပေးခဲ့ပါတယ်နောက်တစ်ခွဲတော့ဒါ MNND AA ကိုကန်တောင်ကျန်းသူအဖွဲ့နဲ့ဒါ SSPB ရှမ်းလက်နက်ကင်ဖွဲ့တို့လည်းဒါတိုက်ပွဲလေးတွေနေချင်းဖြစ်နေတယ်ပြီးလို့ရှိရင်တစ်ဖက်မှာဒီတက်မတော်နဲ့ MM ဟို MNND AA ကိုကန်ဒီလက်နက်ကင်တွေအနေနဲ့ဒါညှိနှိုင်းဆွေးနွေးမှုတွေမပြီးဆုံးသေးပါဘူးဒါဆက်လက်ပြီးတော့ညှိနှိုင်းဆွေးနွေးမှုတွေလုံဆောင်နေပါတယ်ဆက်လက်ပြီးကျွန်တော်သိရှိရတဲ့အနေအထားရတော့ဒါတိတ်နီနော်တိတ်နီကိုဒါတက်မတော်လက်ထဲသူတို့ပြန်အပ်ပြီးမယ်ပြီးရင်ဒါကွက်ခိုင်နော်ကွက်ခိုင်ကိုတော့သူတို့မဆုပ်ဘူးလို့ပြောတယ်နော်ကွက်ခိုင်ကိုတော့သူတို့မဆုပ်ဘူးပြီးလို့ရှိရင်ဒီကွလုံး ကွန်းလုံးကိုလည်းသူတို့ကဒါနည်းနည်းလေးတစ်ခုဖြစ်သတ်မှတ်မယ်လို့တော့ကျွန်တော်တို့သိထားတယ်ဒါပေမဲ့အတိအကျတော့မသိရသေးပါဘူးနော်ဒါလေးလည်းကျွန်တော်အတူချုပ်ပြီးထည့်ပြောပေးခဲ့ပါတယ်နောက်တစ်ခုတော့ဒါကုသိုလ်ဖုံးဟင်းပေါ့နော်ကုသိုလ်ဖုံးဟင်းနဲ့ပတ်သက်ပြီးတော့ဒါသတင်းတွေမျိုးမျိုးထွက်နေပါတယ်ကျွန်တော်တို့ရရှိထားတဲ့သတင်းတွေအများဆိုရင်ကုသိုလ်ဖုံးဟင်းအတွက်ဒါကျွန်တော်တို့တွေဘာမှလုံးမပေးနိုင်တဲ့အတွက်နော်တကယ်ကိုစိတ်မကောင်းပါဘူးဒါပေမဲ့ကုသိုလ်ဖုံးဟင်းရဲ့လုံရက်တစ်ခုကဒါဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကျွန်တော်တို့တွေမသိသေးပါဘူးသူနဲ့ပတ်သက်ပြီးတော့လည်း အကြောင်းအရာဘာမှကျွန်တော်တို့တွေမပြောသေးပါဘူးဒါဆက်လက်စစ်စစ်ကာလပဲရှိပါသေးရယ်နော်ဆက်ဟိုဆက်လက်ပြီးဆက်စစ်စစ်ကာလပဲရှိပါသေးတယ်